sick of our bone line my love boy you tell in the dog you know you need to know about it to tell it the sabo အခုဆိုရင်ဒါတစ်ချိန်လုံးကအရန်နမကြီးဒိဋ္ဌိကျဲဆိုတော်ကြီးဖြစ်တဲ့ဆိုတော်ဖြိုးကြီးဟာဆိုရင်ဒါသူ့ကိုတံပိုးထားတဲ့ဂယုဆိုင်တဲ့အရန်ချစ်တဲ့ဆံမျိုးသမီးစိန်ဆိုင်ပိုင်ရှင်တထေးမလေးကိုလက်ထပ်သွားခဲ့ပြီပဲဖြစ်ပါတယ် သူတို့ဟာဆိုရင်ဒါ limited ခင်အချိန်နေအကြာကြီးတွဲပြီးတော့တယောက်နဲ့တယောက်အပြန်အလှန်လိလာပြီးတော့မှ6ရက်3လ2025ရက်နေ့ကဒါလက်ထပ်သွားခဲ့တာဖြစ်ပါတယ်ဖြိုးကြီးရဲ့ဘဝဖြစ်ရတည်တရားနေပြီးတော့မှကျွန်တော်တို့အတွက်ဘယ်လိုမျိုးဘဝသင်ခန်းစာယူကြမလဲဆိုတာနဲ့ပတ်သက်ပြီးတော့ဒီဗီဒီယိုလေးမှာ real လုပ်ပြီးသွားခြင်းပါလေဗျကျွန်တော်အားလုံးသူ့ရဲ့ဗီဒီယိုလေးကိုပြန်ကြည့်ကြရအောင်ပါ sick of our bone line my love boy you tell in the double did i in me turn about it to jar at the sabo she's not the away qua ya quay sometimes in the double ရင်ချစ်တယ်နော် လနာတွေ။ဒါသူဤတွဲလိုက်တဲ့ရှမ်းမျိုးသမီးလေးရလေဒါပုံလေးတွေကြည့်ချင်းအဖြစ်ကိုနော်ဒါဖြိုးကြီးပေါ်အရန်ချစ်တယ်အရန်ကျင်လာတယ်အရန်ကူးဆိုင်တယ်အရန်တံပိုးထားတယ်ဆိုတာတော်တော်လေးကိုသိတာလေဗျနော်ရှင်းမဆိုရင်ဒါဖြိုးကြီးကအများအသူကသိကြတဲ့အတိုင်းပဲအချိန်ကနာမည်ကြီးဒိတ်ဒိတ်ကျဲမင်းသမီး ဒါစုမျက်နှာတာနဲ့လက်ထပ်ခဲ့တယ်လက်ထပ်ပြီးတော့မှဒါမျက်သုံးမောင်ဆိုတဲ့သားလေးမွေးလာခဲ့တယ်အဲ့သားလေးမွေးလာပြီးတော့မှမကြခင်မဲသူတို့ဒါတယောက်နဲ့တယောက်သဘောထားမတိုက်ဆိုင်မှုတွေအဆင်မပြေမှုတွေရှုပ်ထွေးမှုတွေဖြစ်လာပြီးတော့ဒါနှုတ်သဘောတူတရားဝင်ကွာရှင်းလိုက်တာနော်အဲ့ကျတော့နှုတ်သဘောတူတရားဝင်ကွာရှင်းပြီးတော့ဒါဆုမြတ် နန္ဒာကတော့ဒါသုတုနဲ့လက်တွဲတယ်သွာလာလေပတ်ပါညာပေါ့အဲ့လိုမျိုးတွေလှုပ်လှုပ်ပြီးတော့သုတုနဲ့သွားရောက်ပြီးတော့နိုင်ငံသားမှာနေထိုင်လုတ်ကင်နေကြတာဒါမဲ့ဖြိုးကြီးကတော့တတိငင်ငင်အေးအေးချမ်းချမ်းလေးနဲ့သူ့ရဲ့ဘွားလေးကိုသူဖြတ်တန်းလာရင်းနဲ့ဒါဒီအမျိုးသမီးလေးနဲ့တွဲပြီးတော့အပြန်လန်အချိန်ကြီးအကြာကြီးလေးလာပြီးတော့မှဒါလုံခဲ့တဲ့နေ့ရက်ကပဲ လက်ထပ်သွားခဲ့တာဗျာနော်အဲကြတော့ဒီဖြစ်စဉ်ကနေပြီးတော့ကျွန်တော်ဘဝအတွက်ဘယ်လိုမျိုးဘဝသင်ခန်းစာတွေယူလို့ရမလဲဆိုတော့ကျွန်တော်တို့ကလည်းကျွန်တော်ရဲ့ဘဝလက်တွဲဖို့ကကိုယ့်ဘဝမှာတန်ဖိုးမထားဘူးဂယုမဆိုင်ဘူးတစ္ဆာမရှိဘူးဖောက်ပြန်နေတယ်ဆိုရင်တော့နော်ကျွန်တော်တို့အဲ့လိုမျိုးအင်တောင်ဘက်နဲ့ဘဝလက်တွဲနေမယ်ကိုယ့်ဘဝခီးကိုဆက်နေမယ်ဆိုရင်တော့ ဘဝကပျော်ရွှင်ချမ်းမြေ့မှုဘလို့မှရနိုင်မှာမဟုတ်ဘူး။နောက်ဆန်တည်တင်းတင်းနဲ့စိတ်မချရပူပန်နေရမယ်ဆိုရင်စီးပွားရေးကိုဘလို့မှလည်းအအောင်ဆိုင်နိုင်မှာမဟုတ်ဘူး။အဲကြတော့ပျော်ရွှင်ချမ်းမြေ့မှုလည်းမရနိုင်ဘူး။နော်စီးပွားရေးအောင်မြင်မှုလည်းမရနိုင်တော့ဘူး။အဲကြတော့ကိုယ်မှာအဲ့လိုမျိုးကိုယ့်ဘော်တန်ဖိုးမထားတဲ့ဂယူမဆိုင်တဲ့ဖောက်ပြန်နေတဲ့တစ္ဆာမရှိတဲ့အိမ်အောင်ဘက်နဲ့တွေ့နေရပြီဆိုရင်တော့အိမ်အောင်ဘက်အမျိုးသားပဲဖြစ်ဖြစ်အမျိုးသမီးပဲဖြစ်ဖြစ် ဒါတည်တည်ချာချာစဉ်းစားဆုံးဖြတ်ပြီးတော့ကိုဘွားလက်ကျန်ချိန်တွေကိုဒါတန်ဖိုးရှိရှိအသုံးချဖို့နောက်ထပ်ဘွားလက်တွဲဖို့အစ်စ်ရွေးချယ်ဖို့လိုတယ်ဗျဒါဖြိုးကြီးဆိုရင်လည်းဒီလိုပဲလုတ်သွားခဲ့တာပဲကိုနဲ့အစင်မပြေတော့တဲ့ဖနက်တရံကိုစီးပြီးတော့သွာလာနေမယ်ဆိုရင်တော့ပေါက်ပြဲပြီးတော့ဒါခီးလဲတွင်မှာမဟုတ်ဘူး အဲ့ကြကိုနဲ့အစဉ်ပြေတင့်တော်တဲ့ဘဝလက်တွဲဖို့ကိုတိချာရွေးချယ်ပြီးတော့ဒါကိုဘဝကိုဖြတ်တန်းမှုလိုတယ်။အဲ့ကြခုလက်ရှိကျွန်တော်ရဲ့အမျိုးတွေထဲမှာကိုရဲ့လက်တွဲဖို့ကကိုဘမှာတံပိုးမထားဘူးဂယူးမဆိုင်ဘူးသစ္စာမရှိဘူးဖောက်ပြန်နေတယ်။ဘလို့မှလည်းတိဆိုင်စစ်ဆက်ညှိနှိုင်းဆွေးနွေးလို့အစဉ်မပြေတော့ဘူးမရနိုင်တော့ဘူးဆိုရင်တော့နော် ချိုးကြီးတူလိုပဲเนาะကလေးတယောက်ရှိနေတာတောင်မှပြက်ပြက်တတစဉ်းစားဆုံးဖြတ်ပြီးတော့ကိုဘွားလက်တွဲဖို့အစ်စ်ကိုရွေးချယ်ပြီးတော့ဒါအောင်မြင်တဲ့ဘွားတစ်ခုကိုထူထောင်နေကြတာဖြတ်သန်းနေကြတာဗျာเนาะအဲကြတော့ရှေ့မှာဆိုရင်လည်းအစိုးရချန်ချန်းတို့နန်းတင်မိုးသူတို့ဆိုရင်လည်းဒါနောက်ထပ်ဘွားလက်တွဲဖို့အစ်စ်ဒီရွေးချယ်ပြီးတော့ဖြတ်သန်းနေကြတာပဲဗျာအဲကြအချိန်ရှိခိုက်လုံလဆိုင်ပြီးတော့ ကိုယ့်ဘဝလက်တွေပေါ်မှာကောင်းမှုအဆင်မပြေဘူးသစ္စာတွေဖောက်နေတယ်ဆိုရင်တော့ဖြူကြီးတို့လမ်းကိုပဲရွေးချယ်ပါလို့ကျွန်တော်အနေနဲ့တော့ပြောချင်ပါတယ်အကယ်၍ခုမှအေဂျင့်နဲ့တည်ငြိမ်တဲ့ဘဝလေးတစ်ခုကိုပိုင်ဆိုင်ထားပြီဆိုရင်တော့ကိုမိသားစုဘဝလေးကိုတံပိုးထားပါဂယူဆိုင်ပါเนาะကျောင်းနဲ့တယောက်ချစ်ချစ်ခင်ခင်ချင်းချင်းနာနာနဲ့ကိုဘဝလေးကိုဖျက်တမ်းဖို့လိုတယ်ဗျဒါကတော့ဖြူကြီးရဲ့ဘဝဖြစ်စဉ်ကနေပြီးတော့သင်ခန်းစာယူရမယ့်အရာပဲဖြစ်ပါတယ်ဗျ ချိုးရီတို့ရဲ့ဇနီးမောင်နှံနဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့အမြင်ကိုယ့်ရဲ့ခံစားချက်လေးတွေကိုကွန်မန့်မှာရေးခဲ့ပေးပါအောင်ဗျဒီဗီဒီယိုလေးကိုကြည့်ရှုပေးခဲ့တဲ့တယောက်တိုင်းကိုကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျ